Hello မင်္ဂလာပါကျွန်တော်မဘွိုင်းစ်ပါဒီနေ့တော့ငွေကြေးရဲ့နောက်ခွဲကနေမြေပေါ်ကြောက်ရောက်နေတဲ့ဘဝတွေဆိုတဲ့ခေါင်းစဉ်နဲ့ digital voice တပုတ်ကိုနောက်ဆက်ပေးဖို့အတွက်ညီကိုမောင်နှမတွေမြေတားရက်ခံပါတယ်ကဲကျွန်တော်တို့ပြန်လည်တွေ့ကြလို့ဖလှယ်အောင်ငွေကြေးလူတိုင်းလိုချင်တယ်လူတိုင်းတွေ့တဲ့တန်ဖိုးရှိတယ်ဒါပေမဲ့ငွေရှိဖို့ကတချို့ဘဝတွေကိုမမြင်ရတဲ့နေရာတွေမှာအရှုပ်ထွေးအပြည့်စုံနဲ့အသုံးချတာကြတယ်ငွေကြေးရဲ့နောက်ခွဲမှာကျန်နေတဲ့တန်ဖိုးတွေမမြင်မနဲ့ဒုက္ခကြောင့်နေတဲ့ဘဝတွေအတွက်ကုကရာမဲ့အခြေအနေတစ်ခုကို ဘယ်သူတွေမြင်ရမလဲဘယ်သူတွေတွေ့ရမလဲဥပမာလူကုန်ကူးခံရတာတွေအမျိုးသမီးတွေဆိုရင်အကောင့်နဲ့ပတ်ဝန်းကျင်ကနေပြီးတော့တချို့အမျက်ထုတ်ကြတာတွေအဲ့လိုအကြောင်းအရာတွေကျွန်တော်ပြောမှာမဟုတ်ဘူးလမ်းကြောင်းတစ်ခုလုံးမှာအောင်မြင်မှုဆိုတာတွေကြီးပဲကြီးနေပြီးတော့အဲ့ဒီလမ်းကြောင်းတွေက project plan အဲ့လိုတွေမှာအလုပ်လုပ်နေရပြီးတော့မှအတုံးချခံနေရတဲ့ဘဝတွေအဲ့ဒီဘဝတွေကအောင်မြင်ဖို့အတွက်အလွန်ခက်ခဲပြင်ပန်းကြတယ်အခြေခံလူတန်းစားတည့်ရလို့လူဖွဲ့စည်းကနေပြီးတော့တတ်မှတ်ထားတဲ့လူတွေရဲ့ life ဥပမာအမျိုးသမီးတယောက်ကတော့သူ့အိမ်မှာတတမီမီတို့အတွက်မင်းဆက်ပြင်ပြီးတော့လောက်သွားဖို့အတွေးကိုစီနဲ့အတွေးထဲမှာကြတော့ငှားထားတဲ့အိမ်လာခါတို့ဈေးသုံးဖို့ဇရိတ်တို့အဲ့ဒီအတွေးခေါ်တွေရဲ့ PR တွေနဲ့အပေါ်ကပြောထားတဲ့ project တွေ plan တွေဆိုတဲ့အောက်မှာအလုံးလုံးနေရတဲ့အခြေအနေအဲ့ဒီ plan တွေအောင်မြင်ဖို့အတွက်ဒီလိုဘဝတွေကိုဒီလိုအထိန်းချုပ်ခံနေတဲ့အတုံးချခံနေရတဲ့ဆိုတာတွေကိုကျွန်တော်တို့ကပြောပြခြင်းတာ ပညာရေးတွေငွေကြေးရှိလို့အလုပ်လုပ်ရတဲ့အလုပ်တွေခွဲခြားထားတာတွေကတော့ကျွန်တော်တို့အဲ့ဒါတွေကတော့နောက်ပေါ်မှာကျွန်တော်ထပ်ပြီးလုပ်ပြီးတော့ပြောပြပေးမယ်။ဒီ project plan တွေအောက်မှာအလုပ်လုပ်နေရတဲ့လူတွေထဲမှာဒီအနောက်တိုင်းဝတ်စုံတွေဝတ်ပြီးတော့ဒီအလုပ်တစ်ခုကိုဦးဆောင်နေတဲ့သူတွေကအစမြေနီအောင်တတာပဲရှိတယ်လို့ကျွန်တော်ဆိုလိုတာ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါတွေကသူတို့ရဲ့ plan သူတို့ရဲ့ project တွေမဟုတ်ဘူး။ဥပမာ main project တစ်ခုကိုမင်းရဲ့အလုပ်အတွက်အရင်းနှီးတစ်ခုကိုကုမ္ပဏီကနေပြီးတော့စာချုပ်ချုပ်ပြီးဆိုပါစို့ ်ငါတို့ကုမ္ပဏီကတော့ကွာမင်းရဲ့ project အတွက်60ရာခိုင်နှုန်းပြန်လဲသိမ်းယူပြီးတော့မင်းအတွက်40ရာခိုင်နှုန်းပေးမယ်ကွာအဲ့ဒါတွေကအတုံးချခံမဟုတ်ဘူးအဲ့ဒါတွေအကျိုးတူစီးပွားမင်းနဲ့ပတ်သက်ပြီးတော့ကုမ္ပဏီတစ်ခုမှ director မဟုတ်ရင်မင်းရဲ့နေရာတစ်ခုခုရှိနေပြီကျွန်တော်ဆိုလိုတာအဲ့ဒီအတိတ်ပဲမဟုတ်ဘဲနဲ့ကျွန်တော်ပြောချင်တာဥပမာမင်းရဲ့ plan တွေမင်းရဲ့ project တွေကိုမတိကျေကျွံပြုတ်ပြီးတော့မင်းအတွက်ဘာရောက်ပိုင်ခွင့်မှမရှိဘဲနဲ့ငွေကြေးအတွက်ပေးဆက်လိုက်ရတဲ့မြေကြီးပေါ်ကဘဝတွေဖြစ်သွားမယ် ်ရှိတဲ့သူတွေအားမင်းဘွားကိုယူအချက်လဲလိန်စားသွားပြီးတော့ကျွန်တော်ဆိုလိုတဲ့အတိတ်ပဲတွေအဲ့ဒါတွေအဲ့ဒါတွေတကယ်ကြောက်စရာမကောင်းဘူးမထင်နဲ့ဘွားတခုရဲ့တက်လန်းတွေအကုန်လုံးကိုပိတ်ထားပြီးတော့မှကိုယ့်ရဲ့အနာဂတ်တခုလုံးနင်းချစ်ဖြတ်သွားတာတချို့တွေရှိပါတယ်အနောက်တိုင်းဝတ်စုံတွေဝတ်ထားပြီးမြဲလဲသူတို့ရဲ့ life ကရှိနေတဲ့အတွေးခေါ်တွေအကုန်လုံးကမြေကြီးသားသားပဲရှိပြီးတော့လေကတစ်တွေလည်းမရှိတော့ဘူးအလောင်းနဲ့ပဲအဲ့ဒီနေရာမှာရက်တည်နေရတယ်အဲ့ဒီလူတွေလည်းအများကြီးရှိတယ်ငွေကြေးကတော့အခြေခံလိုအပ်ချက်တွေအတွက်တကယ်လိုအပ်တယ် စီကန်းတွေထဲမှာပိတ်မိနေတဲ့ဘွားတွေအဲ့ဒါတော့ကျွန်တော်တို့ဥပမာဘယ်လိုပြောမလဲဆိုတော့ကျွန်တော်နိုင်ငံပဲညွှန်ပါဆိုအစိုးရဝန်ထမ်းတို့ military တို့ group တခုခုထဲမှာအတံမထွက်ပဲနဲ့ PR တခုခုနဲ့အလွတ်လုံနေရတဲ့သူတွေကိုဆိုလိုတာအခြားသူတို့ရဲ့ငွေကြေး system ကိုအဲ့ဒီ group ထဲကလူတွေကမျက်နှာမမြင်ရဘူးသူတို့ရဲ့လှုပ်အားပြရတဲ့ခွန်အားတခုကိုမဖော်ပြရပဲနဲ့အလွတ်လုံပြရတဲ့ဘွားတွေကိုပြောနေတာ ဒီဟာငွေကြေး system တွေတရားလူတွေပေါ်မှာအတုံးချတာတဲ့အချက်တစ်ခုမကောင်းတဲ့ brand တစ်ခုပြောတာငွေရဖို့ကျွန်တော်တို့ဘွားတွေကိုရုပ်ကန့်ရတာတော့မှန်တယ်ဒါပေမဲ့ငွေမရှိလို့ဆုံးရှုံးလိုက်ရတဲ့ဘွားတွေအတွက် empty စာနာမှုတစ်ခုကတော့အများနဲ့လိုအပ်နေတယ်မျက်စိဖွင့်ကြည့်ပါနားထောင်ကြည့်ပါခံစားကြည့်ပါတင်တို့ရဲ့နောက်ွယ်မှာရှိနေတဲ့လူတအူးကလည်းတစ်ခါတလေမှလက်ကံမိနေနိုင်တယ်သူတို့လည်းမြေကြီးဘွားဘွားတွေထဲမှာရှိနေပြီးတော့ခံစားနေရတဲ့သူတွေပဲ တန်ဖိုးမမြင်ရတဲ့ဘဝကိုတနည်းနည်းနဲ့အ ਨੇ စုံနားလဲပေးနိုင်ရင်ငွေကြီးရဲ့အနာဂတ်ကကျွန်တော်တို့အားလုံးအတွက်ပုံစံတစ်ခုပြောင်းလဲပြီးတော့တာယာလှပလာနိုင်မယ်ဒီရှုပ်ထွေးတဲ့ဘဝတွေနဲ့ငွေကြီးတွေကြားထဲမှာအတွေးခေါ်တစ်ခုခုရခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ digital violence ကိုဖန်တီးရတာကျွန်တော်အားသာပါတယ်အေဂျင့်ရဲ့ဘဝမျိုးပိုင်ဆိုင်ကြပါစေနောက်ပေါ်မှာထပ်တွေ့အောင်